ကာရီဘီယံနယ်နိမိတ်ရှိစိတ်မာတင်ကျွန်းမှာပြန်တက်တော့မဲ့ချက်လျင်အင်ဂျင်မထွက်တဲ့လေတုအရှိန်ပြင်းအားကြောင့်လေရင်ထွက်ခွာတာကိုကြည်နေတဲ့မျိုးသမီးတူမြေပြင်ပေါ်လဲကျတည်ဆုံခဲ့ပါတယ်။ကမ်းခြေနဲ့မီတာအနည်းငယ်သာအလန့်ကွာတဲ့နာမည်ကြီး Princess Juliana နိုင်ငံတကာလေစိတ်မာတီဖြစ်ရဖြစ်ပွားခဲ့တာပါ။ကမ်းခြေမှာလာရောက်လမ်းလျှောက်သူတွေဟာလေစိတ်ချန်စီယိုမှာလမ်းလျှောက်သွားလာနိုင်ပါတယ်။အသက်59နှစ်အရွယ်နယူးဇီလန်အမျိုးသမီးဟာလေစိတ်ရှိချန်စီယိုကိုကင်ကလေရင်ပြန်တက်မှာကိုကြည်နေစဉ်အတွင်းလေရင်အင်ဂျင်မထွက်တဲ့လေကြောင်းအရှိန်ပြင်းအားကိုမခံနိုင်မဲ့နောက်ပြန်လဲကျကပြင်းထန်တဲ့ဒဏ်ရာကိုရရှိခဲ့တာကြောင့်စိတ်ကူးသောမှု ခံယူဖို့အတွက်စေယုံကိုပို့ဆောင်ပေးခဲ့တယ်လို့သိဆုံးသွားခဲ့ပါတယ်။စိတ်မတင်ကျုံရဲ့နိုင်ငံတကာလေးစိတ်မှာလေးရင်အမျိုးအစားဆုံးစိုက်ဆုံးစဉ်သက်ပြန်သက်မှုကအဆိုပါကျုံးကိုနိုင်ငံခြားသောခီးသောဧည့်သည်တွေဆဲဆောင်ရနေရာတစ်ခုအဖြစ်ကမ္ဘာပေါ်မှာလူသိများထင်ရှားပါတယ်။နိုင်ငံခြားသောခီးသောအတော်များများဟာသူတို့ခေါင်းပေါ်ကနေပြန်သန်းကလေးရင်ဆင်းသက်တာနဲ့လင်းကြီးတွေပြန်တက်ချိန်ဂျက်အင်ဂျင်တို့ထွက်ခွာတာကိုလေးစိတ်ခြံစည်းရိုးကိုကန်ကမတ်တရရဲ့ကြွရှိရတဲ့စိတ်လှုပ်ရှားပွဲအတွေ့အကြုံကိုရရှိဖို့အဆိုပါကျုံးကိုလာရောက်လေ့ရှိကြပါတယ်။ဒါပေမဲ့လည်းအဲ့လိုလှုပ်ဆောင်တာအလွန်အန္တရာယ်များလာတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ကျွန်မတေဆောင်ပါ။